Gemini AI ကို free သုံးနေသေးရဆိုရင်အခုပဲရလိုက်ပါဒီဗီဒီယိုမှာတော့ Gemini ရဲ့ Plus တွေ Android ထက်ပိုပြီးတော့မိုက်တယ် Business Model Enterprise ကိုဘယ်လို free ရိုက်ပါမလဲဆိုတော့အသေးစိတ်ပြောပြတော့မှာဖြစ်ပါတယ် Gemini ရဲ့ Plus တွေ Android ဆိုတာကတော့ Personal နဲ့ SMB လုပ်ငန်းအသေးတွေတွဲသုံးတာဖြစ်ပြီးတော့ Enterprise ကတော့တကယ်ကို Business လုပ်ငန်းအကြီးတွေတွဲသုံးတဲ့ feature တွေပါပါတယ်သုံးရတဲ့ feature တွေကလည်းစုံလင်ပြီးတော့ကိုတယောက်တည်းသုံးချင်တာမဟုတ်ဘဲနဲ့ကိုတင်းမှာရှိတဲ့ member တွေကို member accept ပေးပြီးတော့တုံးလို့ရတဲ့ feature တွေအများကြီးပါပါတယ်။ Okay ဒါဆိုလို့ရှိရင် enterprise ကိုရယူဖို့ dashboard ကိုသွားလိုက်ပါမယ်။ dashboard ထဲကိုရောက်ပြီဆိုရင် Google ကိုအရင်ဆုံးဝင်လိုက်ပါမယ်။ဒီနေရာမှာအရင်ကိုရွှေ့ရှင်ပါတယ်။ Gemini Enterprise လို့ပဲရယူရပါတယ်။ Okay အပေါ်ဆုံးမှာမြင်ရတဲ့ Gemini Enterprise Best for Google AI for Business ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ โอเคဒါဆိုလို့ရှိရင် Gemini Enterprise ရဲ့ dashboard ထဲကိုရောက်လာပါပြီအခုမြင်ရတဲ့အတိုင်းပဲ 32C trial ကိုတောင်းအောင်ဖြစ်ပါတယ်ပိုကောင်းတဲ့အရာလေးကတော့ကျွန်တော်တို့ visa card တွေ credit card တွေဘာကမ်းမှာချိန်ဆရာမလိုပဲね account တစ်ခုကို sign up လုပ်လိုက်တာ ਨੇ အသက်သုံးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဒီ step 3D trial ကိုနှိမ့်နေတာနဲ့ကျွန်တော်တို့ရဲ့ Google account နဲ့ဝင်လိုက်တာနဲ့ enterprise ကိုရရှိမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ရဲ့ Gmail account ရှိတယ်ဆိုလို့ချင်းဒီနေ့အခုလိုမျိုးထည့်သွင်းပြီးတော့ continue with gmail လုပ်လိုက်တာနဲ့ account တစ်ခုရမှာဖြစ်ပါတယ်။ဒါပေမဲ့ free trial ရဲ့တလားပြည့်သွားလို့ကို့မှာ gmail တွေထပ်ပြီးတော့ဖွင့်ဖို့အခက်အခဲရှိတယ်ဆိုရင်တော့နောက်ထပ်နည်းလမ်းတစ်ခုကိုထပ်ပြောပြပါမယ်။ဒါကတော့ကျွန်တော်တို့ရဲ့ gmail အစစ်မှန်တွေကိုမသုံးမဲ့နဲ့ temporary mail တွေကိုသုံးတာဖြစ်ပါတယ်။ဒါကြောင့် temporary mail တွေနဲ့သုံးနေတယ်ဆိုလို့ချင်းကျွန်တော်တို့ new tag ကိုထပ်ပြီးတော့ဖွင့်လိုက် ိုင်ပါမယ်ဒီနေရာမှာ temporary mail ဆိုပြီးတော့ရလိုက်ပါမယ်ဒါဆိုလို့ရှိရင် temporary mail နဲ့ပတ်သက်တဲ့အခုလိုမျိုး website တွေအများကြီးကျလာတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီနေရာမှာကိုကြိုက်တဲ့ website တခုကိုယူပေးလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ gmail ကို temporary အခမဲ့ရိုက်လို့ရမယ်နေရာလေးတွေဖြစ်ပါတယ်ကျွန်တော်တို့ 30day free trial ရဲ့ကုန်မအချိန်မှာနောက်ထပ် temporary mail နဲ့ထပ်ပြီးတော့ sign up လုပ်မယ်ဆိုလို့ရှိရင်ထပ်ပြီးတော့အသုံးပြုလို့ရအောင်ပါဖြစ်ပါတယ် okay ဒါကြောင့်မို့ကျွန်တော် temporary mail လေးကိုနေရာက copy ပုံလုံးလေးကိုနှိပ်ပြီးတော့ခူးလိုက်ပါမယ် ပြီးလို့ရှိရင်ကျွန်တော် Gemini ကောင်ကလေးကိုလာမယ်ပြီးလို့ရှိရင် paste လုပ်လိုက်ပါမယ် okay ဒါဆိုလို့ရှိရင်ကျွန်တော် continue with email ကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကုတ်ချောင်းလုံးကိုတောင်းတာဖြစ်ပါတယ်ကျွန်တော် template မှာကုတ်ပါတခါတည်းရယူလို့ရပါတယ်ဒါကြောင့်မလို့ template ကိုပြန်ပြီးတော့သွားလိုက်ပါမယ်ဒီနေရာမှာ Gemini Enterprise ကနေပြီးတော့ verification code ပို့ထားတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ထပ်ပြီးတော့နှိပ်လိုက်ပါမယ် okay ကျွန်တော်ဒီကုတ်ချောင်းလုံးကိုကူလိုက်ပါမယ်ပြီးရင် Gemini ကိုပြန်သွားလိုက်ပါမယ်ဒီနေရာမှာ paste လုပ်လိုက်ပါမယ် โอเคဒါဆိုရင်ကျွန်တော် verify ကိုနှိပ်လို့ရပါပြီโอเคဒီနေရာမှာကျွန်တော်ပေးခြင်းနဲ့နာမည်လေးတစ်ခုကိုပေးလိုက်လို့ရပါပြီပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာအမှန်ကြီးလေးချပေးလိုက်လို့ရပါတယ်ပြီးလို့ရှိရင်โอเคပြီးလို့ရှိရင် agree and stack ကိုနှိပ်ပေးလို့ရပါပြီโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာအခုကဲဆို dashboard လေးကိုတွေ့မြင်မှာဖြစ်ပါတယ်ကျွန်တော် contact by data ကိုနှိပ်ကြည့်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Google account တွေကျွန်တော်တို့ရဲ့ Google Drive တွေ Box တွေကျွန်တော်တို့ Dropbox တွေကနေပြီးတော့ကျွန်တော်တို့ data တွေထည့်ထားမယ်ဒီ data က content လုပ်ထားမယ်ဆိုလို့ချင်းကျွန်တော်တို့ဒီ data တွေကိုဒီမှာ upload တကူတကလာတင်စီရတာမလိုပါဘူးသူရဲ့အားသာချက်ကအခုကဲ့သို့ကျွန်တော်ချိန်ချင်တဲ့အရာလေးတွေနဲ့ဒါချိန်ထားပြီးပြီဆိုလို့ချင်းကျွန်တော်ဒီနေရာမှာ login နဲ့ connect ကို ဖိုင်နံပါတ်ကိုရိုက်ပြီးတော့ကိုတို့ကျွန်တော်ကိုမေးလိုက်တာနဲ့ကျွန်တော်တို့ရဲ့ drop out တဲ့က data ကိုသူကလှမ်းပြီးတော့ scan ဖတ်ပြီးတော့ကျွန်တော်တို့အတွက် data တွေထုတ်ပေးมาဖြစ်ပါတယ်အဓိကပို့ပြီးသုံးလုပ်ကောင်းတာကတော့ HR ဘိုင်းနေ marketing ဘိုင်းနေ sales အပိုင်းနေဆိုရင်တော့ပို့ပြီးတော့မိုက်ပါတယ်ကျွန်တော်တို့ရဲ့ drop box တွေ Google Drive တွေထဲမှာကျွန်တော် ရှိတယ်နဲ့ excel တွေနဲ့ကျွန်တော်ရဲ့ data တွေထည့်ထားမယ်ဆိုလို့ရှိရင်အခုကဲတော့တခါလေးတိုက်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်။သူ့ရဲ့ answer ချက်ကတော့ကျွန်တော် Gemini Alpha ဆိုရင်ဒီလောက်ထိလုံးလုံးမရပါဘူး။ဒီ enterprise မှာတော့ business model ဒီမှာမြင်ရတဲ့အတိုင်း only ပေးတာဖြစ်တဲ့အတွက်လုံးဝအောင်သုံးရတာမိုက်တယ်ပေါ့နော်။ feature တွေလည်းအများဆုံးပါတယ်။ဒါအပြင်ကျွန်တော်ဒီနေရာလေးမှာနှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုကဲတော့ဒီ visa တွေလုံးလုံးရမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒါ nano banana pro ကို unlimited ကျွန်တော်တို့ထုတ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် v ကိုသူဒီ video တွေပေါ့เนาะကျွန်တော်တို့ content creator လုပ်တဲ့သူပဲဖြစ်ဖြစ် video တွေကိုကျွန်တော်ဆက်ပြီးတော့တုံးတုံးနေတဲ့သူပဲဖြစ်ဖြစ်ဒီနေရာမှာဆိုရင်လုံးဝ unlimited ဒီပါအများကြီးတုံးလို့ရမှာဖြစ်ပါတယ် resolution လည်းတော်တော်မိုက်ပါတယ်ကျွန်တော်ကတော့အကုန်စမ်းကြည့်ပြီးပါပြီเนาะအကောင်းဆုံးကတော့နောက်ထပ်ဒီမှာ deep set တွေလည်းထပ်ပြီးတော့လုပ်လို့ရတယ်နောက်ဒါအပြင်ကျွန်တော် Google ကနေပြီးတော့လည်း Google only ကပဲကျွန်တော် search ထပ်ပြီးတော့လုပ်မယ်ဆိုရင်လည်းလုပ်လို့ရပါတယ်เนาะနောက်တစ်ခုကတော့ကျွန်တော်ဒီမှာ auto ရှိပါတယ်ဒါလေးကတော့ကိုကြိုက်တဲ့ model ကိုအကုန်လုံးဒါအကန့်အသတ်မရှိသုံးလို့ရမှာဖြစ်ပါတယ်ဒီနေရာမှာ Gemini 3 Pro ကိုကျွန်တော်သုံးခြင်းနဲ့ဒါသုံးလို့ရတယ်ပေါ့เนาะဒီဘိုင်းတွေအများကြီးသုံးလို့ရတယ်ကျွန်တော်ဒီနေရာမှာဆိုရင်လည်း agent တွေအများကြီးထပ်ပြီးတော့ထည့်ပေးလို့ရမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ဒါလေးကတော့ကျွန်တော်တို့30 day free trial ရဲ့သုံးရတဲ့နည်းလေးဖြစ်ပါတယ်ပေါ့เนาะ ဒီနေရာနေပြီးတော့လည်းကျွန်တော် data တွေကိုလှမ်းပေးယူခြင်းနဲ့ဆိုရင်အခုကဲ့သို့ဒီမှာမြင်ရတဲ့ connection link ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ drive တွေခြေထားရဲဆိုလို့ချင်း connect လုပ်ပြီးရတယ်ကျွန်တော်ဒီကနေပြီးတော့ data ကိုလှမ်းယူပြီးတော့အသုံးပြုမယ်ဆိုရင်လည်းအရန်ကိုလွယ်ကူပြီးအဆင်ပြေပါတယ်နော် โอเคဒီကောင်လေးကကျွန်တော်အကောင့်ဒါတက်တန်းခုံသွားပြီဆိုလို့ချင်းညာဘက်အပေါ်တုံးမှာရှိတဲ့ profile ကိုနှိပ်ပြီး sign out လုပ်ပြရမယ်။ Gundan ကတက်မေးကိုပြန်လာမယ်။လာပြီးလို့ချင်းကျွန်တော်နောက်ထပ်တက်မေးတစ်ခုကိုတောင်းလိုက်တာနဲ့ကျွန်တော်နောက်ထပ် account တစ်ခုကိုအလွယ်တကူထပ်ပြီးတော့ဖွင့်လို့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ Gemini နဲ့ပတ်သက်ပြီးတော့ free တွေပဲတုံးနေကြမှာမလို့တော့ဘူး။ဒီ business တစ်ခုတည်းကိုပဲတုံးမယ်ဆိုရင်တော့မတော်တော်လေးမိုက်တယ်။ဗမာစာရေးလည်းအကုန်မှန်တယ်။ပုံတွေလည်းအရင်ဆင်ပြတယ်ပေါ့နော်။ကျွန်တော်တို့အားလုံးစမ်းကြည့်ပြီးပါပြီ။ Okay ဒီသတင်းကောင်းလေးကိုကျွန်တော်မတည်သေးတဲ့မိတ်ဆွေတွေအတွက်တုံးလို့ရအောင်လာပြီးတော့ညောင်ပေးသွားတာဖြစ်ပါတယ်။ မင်းတို့လိုမျိုးတခြားသူတွေကိုလည်းအခုလိုမျိုးတောင်းဆိုချင်တဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုแชร์ပေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်